မနေ့ကတော့က Stadium Astro နဲ့ William Saliba တို့ရဲ့ interview ကိုကျွန်တော်ကြည့်ပြပါရယ်ကျွန်တော်ကအားကစား host တွေထဲမှာ Michelle Lee ကိုသဘောကျတယ် Asian သူ Asian သားတွေက English ကို ပြပြတတပြောတဲ့အတန်အတွက်မျိုးကိုကျွန်တော်ကတော်တော်လေးသဘောကျတယ်ပြီးတော့ design ကလည်းမိုက်တယ်ဗျာကျွန်တော်က Michelle Lee ကို follow ထားတာသူ့ရဲ့ sport နဲ့ပတ်သက်တဲ့ activities တွေ interview တွေကိုတော်တော်လေးကြည့်ပြတယ်မနေ့ကတော့ Saliba နဲ့ဆိုတော့ကို player လည်းဖြစ်တော့ပို့ပြီးတော့ အယုံဆိုင်ပြီးတော့ဗီဒီယိုအင်တာဗျူးကိုတည်တည်ချာချာလေးနားထောင်ဖြစ်တယ်ပေါ့လေအကြောင်းအရာတော့တိတ်ထူးဆန်းဆန်းမဟုတ်ပါဘူး formal အကြောင်းအရာတွေပဲများတယ်ဒါပေမဲ့လုံးဝထုံထုံလိုက်လို့ရတဲ့အကြောင်းတစ်ခုလည်းပါတယ်အဲ့ဒါကတော့မကြခင်စူဖလာတွေလာတော့မယ်ဆိုတော့ဝီလျံဆာလီဘာရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်ဒီရက်ပိုင်းမှာဆာလီဘာနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတော်တော်လေးသတိရှိရှိနဲ့ချဉ်းကပ်နေဖြစ်ကြတယ်ဘာကြောင့်လဲဆိုတော့ရီယယ်မက်ဒရစ်ကလိုချင်တဲ့ဆိုတဲ့အခြေအနေမျိုးမှာကစားသမားဘက်ကစိတ်ဆန္ဒက Emirates မှာရှိနေရလား Arsenal အသင်းမှာသူကစားခြင်းသေးရလားဒါတွေကိုလည်းကျွန်တော်တို့ကတည်တည်ချာချာလေးသိချင်ကြတယ်ဒီတော့ဆာလီဘာပြောသမျှစကားတခွန်ချင်းစီကိုကျွန်တော်တို့ကအာရုံလေးတည်တည်ချာချာစိုက်ဖြစ်ကြတယ်ဒီ interview မှာလည်းသူက Arsenal အသင်းနဲ့ပဲအောင်မြင်မှုတွေရဖို့အတွက်အာရုံစိုက်ထားတယ်ဆိုတာသိတာပါတယ် ထူးထူးခြားခြားအနေနဲ့စူပလားတွေအကြောင်းကိုသူ focus လုပ်ပြီးတော့ပြောသွားတယ်။ဒါကတော့ကျွန်တော်တို့အနေနဲ့ highlight လုပ်ပြီးတော့မြင်မိတဲ့ကိစ္စပေါ့နော်။နောက်တစ်ခုကတော့ Michael Arteta ရဲ့ပြည်သက်တွေနဲ့တွေ့ဆုံမှုမှာအသင်းပြည်သက်တွေအနေနဲ့စိတ်နည်းနည်းလေးပဲထက်ရှည်ဖို့အတွက် request လုပ်တယ်။ စုဖလားအောင်မြင်မှုတွေအကြောင်းကိုသူတို့လည်းပြောပါတယ်။ဒီအရာတွေကိုကြည်ကြည်အားဖြင့်ပရိသတ်တွေရဲ့ frustration ကိုတော့သူတို့ကောင်းကောင်းလေးသဘောပေါက်နေပြီလို့ယူဆရပါတယ်။တချို့ကလည်းပြောမယ် PR လုပ်နေတာပါ။ဘာညာမင်းတို့ကမျောသွားတာပါဆိုတဲ့သဘောမျိုးပြောကြတယ်။ကျွန်တော်ထင်တော့ social media ခေတ်ပြီးတော့ဒီနေ့ခေတ်မှာပေါ့လေပရိသတ်ကိုအဲ့ဒီလောက်ထိလွယ်လွယ်လေးနဲ့ချင်းထည့်လို့မရပါဘူး။သူတို့အနေနဲ့ပြလို့ကောင်းုံနေပဲလုံနေမယ်အဆင်မပြေဘူးမျောထားမယ်ဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်သူတို့ရဲ့ pocket ထိမှာပါပဲအဲ့ဒီအချိန်ကျတော့မှပြန်ပြီးတော့ပြုပြင်ပြောင်းလဲရည်တွေလုပ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ စီးပွားရေးပဲထိခိုက်မှာပါအခုဆိုလို့ရှိရင် Arsenal ကိုပရိသတ်တွေအင်တိုက်အားတိုက်ပြန်ပြီးတော့အားပေးလာကြတာကစူဖလာအောင်မြင်မှုဆိုတာထက်အတိပဲရှိရဲ့လုပ်ရက်တွေမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရောက်နေပါပြီလို့ခံစားရတဲ့ကိစ္စတွေဒါတွေကြောင့်ပရိသတ်တွေကပြန်ပြီးတော့ support ပေးလာကြတာအဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ ပရိသတ်တွေကလည်းနောက်ဆုတ်သွားမှာပဲအတင်းရဲ့တိုးတက်မှုကလည်းတဖြည်းဖြည်းအရှိန်လျော့သွားမှာပဲဒီတော့ပရိသတ်တွေရဲ့ဆန္ဒကိုတော့ကြက်ကြချောမလုတ်ဖူးလို့တော့ကျွန်တော်တို့အချမ်းမြင်ယူဆရပါတယ်ထို့ပြီးသူတို့ဆီယာတပည့်နှစ်ယောက်ရဲ့စကားလုံးတွေကလည်းတစဉ်အတင်းရဲ့လာရလေးတွေလာရလေးတွေကိုပြန်သွားရအောင်အတင်းရဲ့စူပလာရရှိမှုမရရှိမှုနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ရက်တီချက်ကရှင်းရှင်းလင်းလင်းရှိပါတယ်ကျွန်တော်ကဖလားမယွေဘူးဖလားဆိုရင် Emery ဖလားအစားလိုချင်တယ် FA လောက်နဲ့ချွေးမသိနေတဲ့ကာရာဘောင်းဖလားကဘာဖြစ်တယ်လို့ကျွန်တော်မှအလိုမရှိဘူးဖလားဆိုရင်ကျွန်တော်အကုန်လိုချင်တယ်တစ်ချိန်တည်းမှာလည်းအတင်းဒီမှန်ကန်တဲ့ ဲ့လမ်းကြောင်းပေါ်မှာရှိနေသရွေ့ဖလားမရခြင်းအပေါ်မှာလည်းစိတ်ရှည်ပေးနိုင်တဲ့ခွင့်လွှတ်ပေးနိုင်တဲ့ပြိဿအမျိုးအစားတွေမှာပါတယ်။ဒီနေရာမှာပြောစရာရှိတာကတော့အတင်းရဲ့သွားနေတဲ့လမ်းကြောင်းတွေမှန်သလားဆိုတဲ့ကိစ္စပဲ။အတင်းသည်ဖြည့်ရမယ့်နေရာမှာလူဖြည့်တယ်စူးစားစရာရှိရမှာစူးစားတယ်အကောင်းဆုံးကစားတယ်ဆိုလို့ရှိရင်စူဖလားတွေသည် secondary ဖြစ်သွားပြီး ကျွန်တော်အနေနဲ့ကတော့စောင့်ပြီးလို့ရတယ်ပရိသတ်အများစုလည်းဒီလိုသဘောပဲရှိပါလိမ့်မယ်အခု Arsenal ပရိသတ်တွေကိုပြန်ကြည့်လိုက်လို့ရှိရင်သူတို့တွေက supply မရရှိခြင်းဆိုတာကို title ထားပြီးပြောနေပေမဲ့အဓိကမချေနှက်တာက squad rotation မရတာကစားကွက်တစ်ကွက်သေးကိုပဲထက်ခါထက်ခါတုံးပြီးတော့ alternative နီလန်းတွေမစင်းစားတာလူငယ်တွေကိုအချိန်ပေးတဲ့အပိုင်းအရန်အားနေတာဒါတွေကိုထောက်ပြနေကြတာဖြစ်တယ်ဒီနေရာမှာ Ethan Wanuri နဲ့ လူးဝစ်စကယ်လီတို့ကိုပြောစရာတော့ရှိတာပေါ့လေဒီလူငယ်လေးနှစ်ယောက်ရလာတာဘယ်လောက်ထိထူးခြားသလဲဆိုတော့ဟုတ်ပါတယ်ဒါကတော့အရန်ကမှ outstanding ဖြစ်တဲ့လူတွေကိုနေရာပေးတဲ့အပိုင်းဖြစ်တဲ့သူတို့ကတော့ပေးဖို့ပေးရမှာမပေးလို့ရှင်လေအလကားလက်လွတ်ပြီးတော့သူများအထက်မှာတောက်ပါသွားတာကိုပဲကျွန်တော်တို့ကထန်ကြည့်နေဖို့ပဲရှိတော့တာပေါ့ဒီနှစ်ယောက်ကိုစင်တင်ပေးခဲ့တာအတွက် auditor ကို appreciate လုံးဝလုံးဝမှာဖြစ်တယ်လို့တစ်ချိန်တည်းမှာလည်း လိုရာထက်ပိုပြီးတော့တုံ့ဆိုင်မှုကြောင့် squad rotation မှာအားနေပြီးတော့ fasting player တွေအနေနဲ့ပင်ပန်းခဲ့တဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်။ဒါကလူငယ်တွေအပိုင်းကိုပြောတာ squad rotation နဲ့ပတ်သက်လို့ရှိရင်လည်းပြောလို့ရပါတယ်။ Martinelli Saka ဒီလောက်ပင်ပန်းနေတဲ့အချိန်ဒီလောက်ခြွေတာပြီးသုံးနေရတဲ့အခြေအနေမျိုးမှာ Starling ကိုလုံးဝမသုံးသွားတာမျိုးတွေတကယ်လည်းနားလျားခတ်ပါတယ်။ဆိုတော့ဗျာအသင်းအားပေးတဲ့ပရိသတ်တွေရဲ့စိတ်ထဲမှာ မကြေမနက်ဖြစ်ခြင်းသည်စုဖလားကိစ္စပါတယ်ဆိုပေမဲ့အတိတ်ပဲမရှိတဲ့ကိစ္စတွေနားလည်ရခက်တွေအမှားတွေကြောင့်အသိရဲ့ဟန်ချက်ပြတ်ပြီးတော့ရတဲ့ရထိုက်တဲ့အရာတွေမရရှိတော့တာဒါကိုပို့ပြီးတော့ဒေါသထွက်နေကြရလို့ကျွန်တော်ကထင်ပါတယ်လီဗာပူးနဲ့ပွဲကိုကျွန်တော်တို့ပြန်ကြည့်ရအောင်လိုအပ်တဲ့အပြောင်းအလဲလေးတွေလှုပ်လိုက်တဲ့အချိန်မှာအသိရဲ့ကစားပုံကလုံးဝထူးခြားသွားတာကိုမြင်ရတယ်ဒီလိုမျိုးအပြောင်းအလဲတွေကိုလှုပ်စေခြင်းကြတာပရိသတ်ကအတိပဲရှိတဲ့အသင်တသင်ရဲ့ရက်တန်ကိုမြင်ခြင်းကြတာ လာဖလာဖလာဆိုပြီးပြောနေချပေမဲ့အဲ့ဒီလိုဖြစ်လာခဲ့ခြင်းဒီတခြားဘက်ကအစင်မပြေခြင်းဒေါသတွေကိုဖွင့်ချကြတာလို့လည်းပြောရင်ရပါတယ်နောက်တစ်ချက်ကကျွန်တော်အာဒီတာကိုယာနုံပြေမချိုက်ဘူးသို့တော့ယာနုံပြေ support ပေးတယ်ဒါကိုတော့ရှင်းရှင်းလင်းလင်းရှိစေခြင်းနဲ့အာဒီတာနဲ့ပတ်သက်ပြီးတော့မဟုတ်ကဟုတ်ကတွေဝေဖန်တာကိုကျွန်တော်လုံးဝမကြိုက်ဘူးအာဒီတာကိုမကြိုက်တဲ့လူတယောက်အနေနဲ့ဒါကို defense လုပ်ပေးနေတာနော်သို့တော့ဘာလို့လို့ကောင်းပါတယ်ဆိုပြီးတော့ like ပြီးတော့ကဘာလုတ်ပေးနေခြင်းရလေအတင်းအတွက်လည်းမကောင်းသလိုကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့နီးပြားရဲ့ ရှင်ဆွဲကောင်းမွန်ချက်တွေကိုပါရောချစီပါတယ်လူတွေမှာအမားရှိကြထုံးစံမဲ့အဲ့ဒီအမားကိုလည်းကျွန်တော်တို့ကမှန်တာတွေကိုလိုက်ဆွဲပြီးတော့မျက်ကွယ်ပြုတ်ပြလို့ရတာရှိတယ်တချို့ဟာတွေကျတော့လည်းပြုတ်ပေးစရာမလိုဘူးအဲ့ဒီလိုမျိုးပြောလို့လည်းကျွန်တော်တို့နေပြမေခေအာဒီတာရဲ့တန်ဖိုးကတပြားသားမှမလျော့သွားပါဘူးဆိုတော့ဟုတ်ပြီထုံးစံတိုင်းလေးပဲပြောရင်ပြောရင်လည်းနည်းနည်းလေးချော်ပါရယ်မူလလမ်းကြောင်းကိုပြန်သွားရအောင်ဝီလျံဆာလီဘာယောမီကယ်အာဒီတာယောကစူဖလားဆိုတဲ့ကိစ္စကိုတီတီပပမန်ရှင်းလုပ်ပြီးတော့ပြောသွားတယ် ပရိသတ်တွေရဲ့ဒေါသကိုသူတို့ကောင်းကောင်းလေးသဘောပေါက်တယ်ပရိသတ်တွေရဲ့ expectation ကိုမိအောင်လုပ်ပြီးမှရတော့မယ်ဆိုတာကိုလည်းမိပြရောကစားသမားတွေရောကကောင်းကောင်းနားလည်ထားကြတယ်လို့တော့ကျွန်တော်ထင်ပါတယ်ပရိသတ်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ဖလားရဖို့လည်းလိုသလိုအခြေခံအလွန်အကျတော့အမှားတွေနားလည်ရခက်တော့ကိစ္စတွေမဖြစ်ဖို့လည်းလိုပါတယ်အတင်းတင်းလုံးရဲ့ balance ကိုထိန်းချောင်းရတာအရန်ခက်ခဲတယ်ဆိုတာနားလည်ပါတယ်ဒါပေမဲ့လည်းအတင်းကြီးလုံခဲ့တဲ့6နှစ်9နှစ်လောက်က အသင်လည်းမဟုတ်တော့ဘူးပရိသတ်တွေရဲ့ expectation ကလည်းပိုပြီးတော့များလာပြီဒီလိုမျိုး expectation များလာတယ်ဆိုတဲ့နေရာမှာရှင်းစွဲထက် over ဖြစ်သွားတဲ့ပရိသတ်တွေရှိသလိုမျိုးအသင်းရောက်နေတဲ့ level နဲ့လိုက်ဖက်ညီစွာမျှော်လင့်နေတဲ့ပရိသတ်တွေလည်းအများကြီးရှိပါတယ်။တစ်ချိန်တည်းမှာလည်းမထင်မဖဲနဲ့ရခဲ့တဲ့ဒဏ်ရာကိစ္စတွေ၊ဒဏ်သူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကံမကောင်းခဲ့တဲ့အပိုင်းတွေဒါတွေလည်း အများကြီးရှိပါတယ်တချို့ပြည်သက်တွေကတော့မင်းတို့ကငိုပြန်ပြီဆိုပြီးတော့ပြောမယ်မင်းတို့လည်းရခဲ့တာပဲဆိုပြီးပြောမယ်တကယ်တော့အဲ့ဒီလိုပြောရမယ်ဆိုလို့ရှိရင်အာဆနယ်ကံကောင်းပြီးရခဲ့တဲ့အမှတ်တွေအကုန်လုံးကိုပြန်ပေးပြီးတော့အာဆနယ်ကန်ဆိုးပြီးတော့ဆုံးရှုံးသွားတဲ့အမှတ်တွေပြန်ယူမယ်ဆိုရင်တော့မှကျွန်တော်တို့က plus ပြနေပါသေးတယ်ပြီးတော့ဒါနူကြီး issue ဒီအသင်းအလုံးအတွက်တက်ရောက်နေတဲ့ issue ဖြစ်ပါတယ် contact လုပ်တဲ့လူတူးချင်းစီရဲ့အာပေါ်တော့မပြောရဘူးပေါ့လေကျွန်တော်တို့ဒါနူကြီးနဲ့ပတ်သက်ပြီးတော့ပြောတိုင်းအသင်းအလုံးနဲ့ မျှပြီးတော့ပြောလို့ပြောတာရှိပါတယ်ဒါကြောင့်မလို့အာဆနယ်အသင်းဒိုင်လူဂျီနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးခဲ့ရတာတွေနဲ့ပြောရင်ကျွန်တော်တို့စိတ်ရှင်းပါတယ်အဲ့ဒီလိုမျိုးဒိုင်လူဂျီကိစ္စတွေလည်းရှိရပြဒီတော့ဒီနှစ်ဒီအကြောင်းအကြောင်းကြောင့်နောက်ဆုတ်သွားရတဲ့အပေါ်အကြောင်းအကြောင်းကြောင့်ကံမကောင်းခဲ့ရတဲ့အပေါ်မှာပြည်သက်တရားအနေနဲ့လုံးဝနားလည်ပေးလို့ရတယ်တစ်ချိန်တည်းမှာလည်း ရောက်လူနီးနေတဲ့အသင်းအောင်မြင်လူနီးနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်အမားလေးတွေကိုလည်းပြင်စီခြင်းနဲ့ဒီအမားလေးတွေနည်းနည်းပြင်လိုက်တာနဲ့အသင်းဒီလုံးဝအရှိကိုထိုးထွက်သွားမှာပါကစားသမားအစ်ဝယ်တဲ့ကိစ္စခဏထားအောင်ဗျာလောလောဆယ်ရှိရဲ့လူစင်းမှာပဲ squat rotation လေးတေချာလုပ်လို့ရှိရင်ပို့ပြီးတော့ fresh ဖြစ်တဲ့ squat ကိုရမယ်တချို့ပွဲတွေမှာဆုံးရှုံးခဲ့ရတဲ့အမှတ်လေးတွေမဆုံးရှုံးတော့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့ဒါကိုမှကြော်ပြီးတော့ကစားသမားအစ်တွေပါရောက်ရှိလာခဲ့မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ stronger team ကိုကျွန်တော်တို့ရပြီး ပို့ပြီးတော့ကောင်းတဲ့ပွဲတွေကိုကြည့်ရပြီအနှစ်သာရရှိတဲ့ကစားပုံအတိတ်ပဲရှိတဲ့အသင်းတသင်းရဲ့ခြိတက်နေတဲ့ပုံစံတွေကိုကျွန်တော်တို့မြင်ရပြီဒါကပထမအဆင့်ပဲ အဲ့ဒါနောက်ကနေစုဖလားတွေတေချာပေါ်လိုက်လာမှာပါမလိုက်လာခဲ့ရင်တော့မှပရိသတ်ကလုံးဝခြေနဲ့ပေးလို့ရပါတယ်ဇာလီဘာရောအာဒီတာရောပရိသတ်တွေရဲ့စုဖလားလိုအပ်မှုကိုတိနေကြတဲ့အတွက်အဝဲဖြစ်ကြတဲ့အတွက်တော်တော်လေးကျေးဇူးတင်ပါတယ်အဲ့ဒါနဲ့အတူတူကျွန်တော်အနေနဲ့ဖြည့်ဆွက်ချင်တာကတော့ squad rotation အရာရောလူငယ်တွေကိုနေရာပေးမှုအပိုင်းရောကစားသမားတွေခေါ်ယူမှုအပိုင်းရောမျှတနေတဲ့အသင်းတစ်သင်းကိုတိဆောက်ပြီးတော့ မှန်မှန်ဆက်ပြီးခြိတက်စေချင်ပါတယ်အဲ့ဒါကပထမအဆင့်မှာကြံတဲ့ကိစ္စတွေကိုဘာပဲဖြစ်ဖြစ်အသင်းနဲ့အတူတူဖြတ်သန်းသွားဖို့အတွက်ကျွန်တော်က ready ရှိတဲ့ပရိသတ်အမျိုးအစားဖြစ်ပါတယ်ကျွန်တော်လိုမျိုးပရိသတ်တွေလည်းရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ